၅လပိုင်း၂ရက်နေ့မှာရောက်ရှိလာရမယ့် Naruto event မှာဂါရာကို free skin ဖြစ်ရရှိမှာဖြစ်ပြီးဒီလို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  skin အလှလေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာ၃ခုကိုပြောပြပေးသွားမှာပါ။ ျွန်တော်တို့ရဲ့ Pokemon Channel လေးမှာ Mobile Legends နဲ့ပတ်သက်တဲ့ Diamond, Weekly Pass, Starlight Cup နဲ့ကုတ်တွေကိုဈေးနှုန်းချိုတာ၊ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါကြောင်းရင်းကောင်းလေးပါပြရစေ။ Mobile Legends နဲ့ Naruto Collaboration မှာစုစုပေါင်း event 6ခုပါဝင်မှာဖြစ်ပြီး calendar မှာတော့9ခုသာပြထားပေးတာဖြစ်တဲ့အတွက်ထဲထဲ event 3ခုကိုပါထည့်သွင်းပြပြပေးတော့မှာဖြစ်ပါတယ်။ Main event အနေနဲ့က Naruto Shippuden ဖြစ်ပြီး9လပိုင်း2ရက်နေ့ကနေ6လပိုင်း15ရက်နေ့ထိဖြစ်ပါတယ်။ Premier Supply Event Diamond ဖြစ်ရမယ့် event ကနှစ်ကြိမ်လမှာဖြစ်ပြီး9လပိုင်း9ရက်နေ့ကနေ9လပိုင်း13ရက်နေ့ထိတစ်ကြိမ်9လပိုင်း23ရက် နေ့ကနေ9လပိုင်း28ရက်နေ့အထိစနစ်ကျင်းလာမှာဖြစ်ပါတယ် daily discount အနေနဲ့ OneDrop ကို diamond 25လုံးကုန်ကြမှာဖြစ်ပြီး Tandrop အနေနဲ့က diamond 450ကုန်ကြမှာပါ Uzumaki Naruto, Uchiha Sasuke, Haruno Sakura, Hatake Kakashi တို့အပြင် Lucky Box Skin တွေနဲ့တခြား Skin တွေလည်းပါဝင်လာအောင်ပါပါ။နံပါတ်1 event က MBBS နာရီတို့ Resort Draw သူကလည်း Daily Discount အနေနဲ့ 1Draw ကို Diamond 25လုံးနဲ့ 10Draw ကို Diamond 350ကုန်ကြမှာပါ Reward အနေနဲ့ကတော့ပထမအဆုံး Secret Stage ဖြစ်တဲ့ Advanced Secret Stage ဖြစ် Animation ပါဝင်တဲ့ Kamakichi ဖားလေးကိုရရှိနိုင်မှာဖြစ်ပြီး Naruto နဲ့ Sasuke တို့ရဲ့ Collaboration လုပ်တဲ့ Effect ကိုပါရရှိနိုင်မှာဖြစ်ပါတယ်ဒါအပြင် Sasuke ရဲ့ Sharingan မျက်လုံး Naruto ရဲ့90ဖောင်ပုံစံ Kurama နဲ့ Konoha ရဲ့ Shinobi ဆိုင်ပုံစံ Gravity လေးတွေပါရရှိနိုင်မှာပါ သုံးခုမြောက်နေနဲ့ဖရတဲ့နေကြ event ကဘာလပိုင်း2ရက်နေ့ကနေ6လပိုင်း1ရက်နေ့ထိလာမှာဖြစ်ပြီးအားလုံးစောင့်မျှော်နေကြတဲ့ Villiers ကဂါရာကို free ရရှိမဲ့ event မှာ daily quest လေးတွေလုပ်ပြီး training point လေးတွေစုတာဂါရာရဲ့ birthday emote sacred statue custom action နဲ့ elimination effect တို့ကိုလည်းရရှိအောင်ပါဒါအပြင်ဖရတဲ့နေကြ event ရဲ့ ultimate challenge မှာ training point လေးတွေအပြင် beat လို့ခေါ်တဲ့ပဒိစီလေးတွေလည်းရရှိအောင်ပါအဲ့ဒီဒီစီလေးတွေကတခြား event တစ်ခုမှာအသုံးဝင်နေတာလေး။အော်မေးတော့မလို့ 9လပိုင်း9ရက်နေ့ကနေ9လပိုင်း17ရက်နေ့အတွင်းနှစ်ရက် login ဝင်ရုံနဲ့ Uchiha Madara ရဲ့ Battle Emote ကိုလည်းရရှိအောင်ပါပါ။လေးခုမြောက်နေနဲ့ Ichiraku Ramen Daily Signing ကတော့9လပိုင်း2ရက်နေ့ကနေ6လပိုင်း15ရက်နေ့ထိလာမှာဖြစ်ပြီး viewer တွေအများကြီးရမှာဖြစ်ပါတယ်။အဲ့ဒီ viewer တွေက event တွေမှာတုံးတဲ့ point တွေဖြစ်တဲ့အတွက်လုံးဝမလွတ်စေနဲ့နော်။ငါကုမြ Chakra Battle event ကတော့9လပိုင်း2ရက်နေ့ကနေ9လပိုင်း15ရက်နေ့ထိပဲလာမှာဖြစ်ပြီး Phone Effect MVP Startoket နဲ့ Runner Emote Bucket တို့ကိုပွဲတွေဆော့ပြီးလဲရမှာဖြစ်ပါတယ်။6ခုမြောက် Ninja Showdown Event ကတော့9လပိုင်း16ရက်နေ့ကနေ6လပိုင်း10ရက်နေ့ထိပဲလာမှာဖြစ်ပြီး Daily Quest တွေလောက်က Naruto Avatar Bora, Uchiha Obito Battle Emote အပြင် Runner Battle Emote တွေကိုပါလဲလှယ်နိုင်မှာဖြစ်ပါတယ်။နံပါတ်9 Ninja Academy Event မှာတော့9လပိုင်း16ရက်နေ့ကနေ6လပိုင်း15ရက်နေ့ထိလာမှာဖြစ်ပြီးအဖြစ်သုံးခုတွေကမှန်ရတစ်ခုကိုရွေးချယ်က Data Ra ရဲ့ Battle Emote elimination notification နဲ့ ဂါရာရဲ့ကွစ်ချက်တို့ကို reward ဖြစ်ရရှိမှာဖြစ်ပါတယ်။နောက်ဆုံး event တစ်ခုအနေနဲ့9လပိုင်း2ရက်နေ့ကနေ6လပိုင်း15ရက်နေ့အထိ Naruto event တစ်ခုလုံးစာဆော့လို့ရမှာဖြစ်တဲ့မေဟံမှုပါလာမှာဖြစ်ပြီး Naruto စကင်အားလုံးကို free အသုံးပြုဝင်ပေးထားမှာပါဒီဘိုက်ကတော့ event မှာ diamond အနည်းဆုံးနဲ့စကင်တကောင်ဘယ်လိုဂုံးစင်းရမလဲဆိုတော့ပြောပြပေးသွားမှာပါပထမဆုံးအချက်အနေနဲ့တည်ထားမှာ weekly pass ကိုအားကိုးပြီးဂုံးမှာဖြစ်တဲ့အတွက် weekly pass အနည်းဆုံး9ကြိမ်ကြံနေဖို့လိုပါတယ်ဒီမှာပြထားတဲ့ဇာတ်အတိုင်းဆို9လပိုင်းတရနေ့မှာ weekly pass 4ကြိမ်ဖြစ်ရပါမယ်ဒါမှ daily one draw လှည့်ဖို့လောက်မှာပါ9လပိုင်းနေ့ရက်နေ့ကနေစပြီး free token တစ်ခန့်နဲ့ daily one draw ကိုလှည့်ပါဒါဆိုရင် ားလပိုင်းနှစ်ရက်နေမှာနှစ်ကြိမ်ထည့်ပြီးသားဖြစ်သွားမှာပါနေတိုင်းရနေမဲ့ diamond 20နဲ့ one draw လှည့်ဖို့အတွက် diamond ခါလုံးစီသုံးရမှာမို့လို့တခြားနေရာမှာ diamond လုံးဝမသုံးပြဖို့လိုပါတယ်ပြီးရင်ငားလပိုင်း3ရက်နေကနေငားလပိုင်း6ရက်နေထိဒီဂျင်စီလည်ပြီးရင်6ကြိမ်လှည့်ပြီးသားဖြစ်နေမှာပါငားလပိုင်း9ရက်နေမှာ diamond ဖြည့်တာတပတ်ပြည့်သွားပြီဖြစ်တဲ့အတွက်တပတ်စာပြန်ရောက်နေမှာပါငားလပိုင်း9ရက်နေမှာတော့ weekly pet 3ကြိမ်ဖြည့်ပြီး premier supply quest တွေပြီးအောင် daily one draw နဲ့ one draw နောက်ထပ်5ကြိမ်လှည့်ပေးရမှာပါအရေးကြီးတာတစ်ခုက quest တွေပြည့်သွားရင် token တွေတော့မထုတ်ပဲ diamond ကိုအရင်သုံးပြီး 1 draw တွေလှည့်ပြီးမှ token တွေတုံးပြီး29ချိန်ကိုထပ်လှည့်ပြီးပါဒါဆို total diamond 295လုံးတုံးပြီးတင့်မှာ diamond 290ကျမှာပါအဲ့ဒီချိန်မှာတင်က52ချိန်လှည့်ပြီးသားဖြစ်သွားပါပြီအဲ့နောက်9လပိုင်း10ရက်နေ့ကနေ9လပိုင်း22ရက်နေ့ထိ diamond 1 draw ကိုတစ်ချိန်စီလှည့်သွားပါ9လပိုင်း23ရက်နေ့ရောက်တဲ့အခါမှာ phrase 2ရောက်လာမှာဖြစ်ပြီး phrase 1တော့ငါအတိုင်းလိုပဲလုပ်ပြီးလိုက်ပါတင့်မှာ diamond 190ကျမှာလိမ့်မယ်အဲ့နောက်9လပိုင်း24ရက်နေ့ကနေ6လပိုင်း15ရက်နေ့ထိတရက်မှမပြတ်ဘဲလှည့်သွားရင် 132ကြိမ်လှည့်ပြီးသားဖြစ်သွားမှာပါ။ကဲဒါဆို breed လို့ခေါ်တဲ့ပတိစီလေးတကနေရလာမယ်။ token စက္ကန့်အကြောင်းအစာကြီးပြောပြမယ်။ breed event က9လပိုင်း9ရက်နေ့မှာစလာမှာဖြစ်ပြီးအဲ့ဒီမှာ9လပိုင်း2ရက်နေ့ကနေ6လပိုင်း1ရက်နေ့ထိလာမယ်။ ပါတော့တဲ့ Ninja Event ရဲ့9လပိုင်း2ရက်နေ့ကနေ6လပိုင်း15ရက်နေ့ထိလာမယ့် Ichiraku Ramen Daily Signing ရဲ့မှာ900စီရမှာဖြစ်ပြီး9လပိုင်း2ရက်နေ့ကနေ6လပိုင်း1ရက်နေ့ထိလာမယ့် New Ninja Rescue Man Event မှာ90ရမှာဖြစ်ပါတယ်။ Total အားဖြင့်1050နဲ့ Naruto Main Event Token 10ကတ်နဲ့ Wrestle Drama 3ဖို့12ကတ်တူတန်20ကလဲဖို့အတွက်ကွက်တီပေးထားမှာဖြစ်ပါတယ်။အဲ့တော့အဲ့ event 3ကိုလည်းမပြတ်မကွက်တတိထားပြီးလောက်ရမှာပါ။ ဒါမှအပိုဆယ်ကတ်နဲ့နာရူတိုစကင်တစ်ကောင်ရဖို့တည်ကြတဲ့လောက်နှိပါဖြစ်နေမှာပါဒီစရာလေးမှာပြထားတဲ့9လပိုင်း16ရက်နေ့မှာ3 weekly pass option နဲ့ဖြစ်ထည့်ထားတာကဆယ်ဘလုံးဖြည့်ဖို့ကြံနေသူဒါမှမဟုတ်မကြံလဲဒိုင်းမွန်ထပ်ထည့်မယ်လို့တွေးထားတဲ့သူတွေအတွက်ပါအဲ့ဟာက resonant draw မှာလာမဲ့ premier supply ဖြစ်ပြီးရှေ့ဗီဒီယိုမှာပြောခဲ့သလို reward တွေရှိတဲ့အတွက်လှည့်ကျင်တဲ့သူတွေလှည့်လို့ရအောင်ထည့်ထားပေးတာပါကျွန်တော်ဗီဒီယိုမှာကဈေးတက်တာဆုံးနဲ့စကင်တစ်ကောင်ရဖို့လုပ်ပေးထားတာဖြစ်တဲ့အတွက်လှည့်ကျင်တဲ့သူတွေအတွက်က ဒီ Russell Draw Event ကို Naruto လိုပဲ Daily One Draw နဲ့လှည့်သွားရင်ရနိုင်မှာပါဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ကျွန်တော်တွက်ထားမိတဲ့အောင်ဈေးအသက်သာဆုံးဂုဏ်ဆက်နိုင်မှုဖြစ်တဲ့အတွက်လိုအပ်တဲ့ Weekly Pass လေးတွေကိုကျွန်တော်တို့ရဲ့ Pokemon Channel လေးမှာ Mobile Legend နဲ့ပတ်သက်တဲ့ Diamond Weekly Pass Starlight Cup နဲ့ကုတ်တွေကိုဈေးနှုန်းချိုတာယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါကြောင်းရင်းကောင်းလေးပါပါရစေ